Papa, you can also buy my business strategy. Or I can give you for free. Okay, before I buy your business strategy, you should buy from me. Ah, no, there's something better. There's something better. Okay, I will. I will. Thank you so much. Chiki Gua Li, tu lo nai na le ti ye, chu sa la le ti ye, bono. Thamme, di lao thi po luin ang lo nai le me lo, ho, ma thien wu. Tu jano ro thien na le po bi lo nai ne, bo li. Yeah! Miss Grant Myanmar ချီကီကတော့အမှန်တည်းပြောရရင်အဆအဆအရာရာသူကကြိုးစားလို့ရတဲ့များကြိုးစားတယ်ဒီပြိုင်ပွဲဒီမြန်မာနိုင်ငံမှာပြိုင်ပွဲပြီးတဲ့နောက်ပိုင်းမှာလေသူအများကြီးပြောင်းလဲလာအောင် လှုပ်ဆောင်နိုင်တယ်ပေါ့လေ Papa you said 4 B's are important right yep. body here okay. beauty here brain yes yeah. and business yeah business here and also i have lots of business strategy business connection okay. so you won't regret working with me okay ကွန်ရန်ဆိုင်တော့လေသူရဲ့သမီးကိုတတချာချာခယူးဆိုင်ပြီးတော့လှုပ်ပေးတယ်ဆိုတော့လေအမှန်တမ်းပြောရင်တော့ဟိုထင်ထားတာတဲ့ပိုလုံးနိုင်တဲ့အတွက်အဲကျွန်တော်ကတော့ပိုပြီးအားရတယ် ချီကီကိုကြာတော့ဒီ Miss Grand ဒီ Miss Grand မြန်မာပေါ့လေမြန်မာ2025 final မှာအဲ့ဒီသူတို့အဲ့ဒီကချင်းတွေပဲညီမလေး၃ယောက်၃ယောက်လာတယ်ပေါ့နော်၃ယောက်၃ယောက်ကိုချုပ်ပေးဖို့ဆိုပြီးတော့ပြောလာတော့ဒီ၃ယောက်ကိုချုပ်ပေးဖြစ်တယ်အဲချုပ်ပေးဖြစ်တယ်အဲ့တုန်းကဆိုအဲ Chicky Sophia ပေါ့နော်ဒီမြန်မာ star ကဆိုပြီးတော့ပြောတော့ကျွန်တော်ကအဲ့တုန်းကအရင်မသိသေးဘူးမသိသေးဘူးဆိုတော့ဒါပေမဲ့သူတို့ ਨੇ live ဖက်တာလေးကိုချုပ်ပေးဖြစ်ပြီးတော့သူက ခရောင်းရသွားတာပေါ့ Miss Grand International သွားတဲ့အချိန်မှာလည်း JK အတွက်အာဒီကွန်မရာဆိုင်တော်ကအင်ဂျီလီတွေလောက်ပေးဖို့ပြောလာတယ်ပေါ့လေလောက်ပေးဖို့ပြောလာတယ်ဆိုတော့အင်ဂျီလီတွေတော့ဒီအဓိကကကိုမြန်မာကိုစားပြုဆိုရင်တော့ကိုစီမာတော့အကူညီတောင်းလာတာဖြစ်ဖြစ်တောင်းဆိုလာတာဖြစ်ဖြစ်ရှိတယ်ဆိုရင်တော့တတ်နိုင်တဲ့လောက်ကတော့ဟိုကူညီပေးဖြစ်တာပေါ့လေနှစ်တိုင်း အခြေကြီးကူကလေသူလုံနိုင်တာလေးသိရယ်အဲစူးစားတာလေးသိရယ်ပေါ့နော်ဒါပေမဲ့ဒီလောက်ထိပေါ်လွင်အောင်လုံနိုင်လိမ့်မယ်လို့ဟိုမထင်ဘူးသူကျွန်တော်တို့ထင်တာလည်းပိုပြီးလုံနိုင်တယ်ပေါ့လေအဲ့ဒီနေ့ကကြတော့ make up look ကလည်းအဲချိန်သွားတယ်အဲဒီကျွန်တော်တို့မြန်မာနိုင်ငံကပါသွားတဲ့အဖွဲတွေလည်းအကုန်လုံး ဝိုင်းဝန်းကြတယ်၊ကုညီကြတယ်ဆိုတော့တကယ်ကိုအားရတယ်။ထွက်လာတဲ့အချိန်မှာအမြုံမှန်းထားတာတဲ့အများကြီးပိုအားရတယ်ပေါ့လေ။အဲဒီဇိုင်နာတယောက်ရဲ့ပီတီကတော့အကြီးကကို့မြန်မာနိုင်ငံကိုစားပြူသွားတဲ့အချိန်မှာအာဘလို့ပဲဖြစ်ဖြစ်ကို့မြန်မာနိုင်ငံကိုစားပြူဆိုရင်အဲတတ်တတ်ရဲရဲနဲ့ကောင်းကောင်းမွန်မွန်အဆင့်တန်းရှိရှိလေးဝတ်စားတာကိုပဲလိုချင်တယ်။ကိုချုပ်ပေးတာပဲဖြစ်ဖြစ်သူများချုပ်ပေးတာပဲဖြစ်ဖြစ်တတ်တတ်ရဲရဲနဲ့သွားမှအာကိုအတွက်ဂုံရှိတာပေါ့လေကို ကိုကမြန်မာနိုင်ငံကနေပြီးနောက်တနိုင်ငံကသွားတဲ့အချိန်မှာလေနေနိုင်ငံကဘလူတွေဝတ်တာဘသူတွေဝတ်တာမိုက်တယ်ဆိုရင်ကို့အတွက်ဂုံရှိတယ်ကိုချုပ်တာမှမဟုတ်ဘူးဘသူချုပ်တာပဲဖြစ်ဖြစ်ဂုံရှိတယ်ဆိုတော့အဓိကကတော့ international သွားပြိုင်တဲ့အချိန်မှာအကိုမြန်မာနိုင်ငံကိုစားပြုဆိုရင်တသက်ရက်ဖြစ်စေခြင်းနဲ့ကောက်ကောက်မုံမုံဖြစ်စေခြင်းနဲ့အဲ့တော့ကျွန်တော်တို့လေတက်နိုင်တဲ့မြ်ကို့ဝတ်စုံကိုသာဝတ်ချင်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့နိုင်တလောက်လေးကူပေးတာပေါ့လေအဲ့ဒီအချိန်မှာမှလူကြိုက်တယ်စိတ်ဝင်စားတယ်အဲအဲ့လို အကုန်လုံးကဝန်တာအားရကျင်နဲ့ကြရတယ်ဆိုရင်တော့ဖန်တီးသူတရားအနေနဲ့ကတော့ဟိုဒါကတော့အတိုင်မသိဝန်တာတာပေါ့လေအဲဂျီကေကတကယ်လုံနိုင်ရသူကအဆက်ဆက်ရရ အကုန်လုံးနိုင်တယ်ပေါ့နော်သူစ조사လို့ရသမျှအကုန်စ조사တယ်အာဒီရုပ်ပိုင်းဆိုင်ရာကတော့ဖြတ်ကနေချိန်လိုက်ဖို့ miss လောက်ထွက်ဖို့ကတော့ဟိုမလွေဘူးပေါ့လေဒါပေမဲ့သူကကြံတဲ့အပိုင်းမှာအရာအလုံးအသာချက်ရှိတယ်အဲလူမှုဆက်ဆံရေးရောဘာသာစကားပိုင်းရောနောက်ပြီးတယ်လင်ပိုင်းရောဟိုနောက်တဲ့အဆဆအရာရာပေါ့လေသူမိသားစုကလည်း sporting အရန်အားကောင်းတယ်အဲ commercial site တော့လည်းသူရဲ့သမီးကိုတတိယချက်ချက်ခယူးဆိုင်ပြီးတော့လှုပ်ပေးတယ်ဆိုတော့လေဆိုတော့ အမှန်တမ်းပြောရင်တော့ဟိုထင်ထားတာတဲ့ပို့လုံးနိုင်တဲ့အတွက်အဲကျွန်တော်ကတော့ပို့ပြီးအားရတယ် GK ကတော့အမှန်တမ်းပြောရရင်အဆအဆအရာရာသူကကြိုးစားလို့ရတဲ့များကြိုးစားတယ်ဒီပြိုင်ပွဲဒီမြန်မာနိုင်ငံမှာပြိုင်ပွဲပြီးတဲ့နောက်ပိုင်းမှာလေသူအများကြီးပြောင်းလဲလာအောင်လှုပ်ဆောင်နိုင်တယ်ပို့လीဆိုတော့အဓိကကလူတယောက်ကတော့ဂျိုတင်ပြင်ဆင်မှုကတော့အရေးကြီးဆုံးပဲပို့လीဆိုတော့ဟိုသူကတကယ်ကိုကျွန်တော်ကတော့ အသေးစိတ်ဆိုတာထက်လေအဆဆအရာသူသူကဟိုကြိုတင်စီစီစဉ်နေနောက်ပြီးသူ့ကိုသူပြောင်းလဲနိုင်တယ်အဲသူ့ကိုသူစ조사လို့ရသမျှ조사တဲ့အပေါ်မှာတော့ကျွန်တော်ကတော့ဟိုဂုံယူတယ်ပေါ့လေတခါကြအားတော့အားကြရတဲ့အနေထားလေးရှိတယ်သူ့ကိုလေအဲဆရာမဖြစ်ခဲ့တာတော့မသိဘူးဒါပေမဲ့သူဘွဲတွေအများကြီးရပြီးတော့ဒီအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အများကြီးလဲလာထားတာဒီအဲအဲ့ဒါတွေတော့ကျွန်တော်သိတယ်ခင်ဗျ ခြေကင်းနဲ့ပတ်သက်ပြီးတော့ထူးထူးတော့ဟိုအမှတ်တရတော့မရှိဘူးပေါ့လေ။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကဝစ်စုံပေးစီစဉ်ပေးရတာဆိုတော့အဓိကကတော့ဒီအခုနိုင်ငံခြားသွားတဲ့အချိန်မှာလေဝစ်စုံတော့ဒီကျွန်တော်ရဲ့ ready to wear ထဲရတဲ့အများကြီးရွေးချယ်သွားတယ်။နောက်ပြီးတော့သူ့အတွက် custom make ကလည်းအဲဒီ custom make ဆိုသူ့အတွက်တီတန်ပေါ့ဖန်တီးတဲ့ဟာလေးနှစ်စုံဖန်တီးထားတယ်ဆိုတော့တစ်စုံကတော့ဝေးပြီးပြီအဲနောက်တစ်စုံကတော့မဝေးရသေးဘူးပေါ့လေဆိုတော့ဟိုနောက်ထပ်လဲဝစ်လာမဲ့အင်ဂျီတွေကိုဟို ရင်ခုံရတဲ့ကိုယ့်ဝတ်စုံကိုပြန်ရင်ခုံရတဲ့အနေထားလေးတော့ဖြစ်နေပြီပေါ့လေ